အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်သက်တဲ့အားလုံးမင်္ဂလာပါ။ FIFA World Cup Qualify မှာဒါအခု၄ချိန် Champion Italy ကနောက်ထပ် Playoff ကိုတွားရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရပြီ။ တို့အခုအီတလီကပွဲစဉ်နှစ်ပွဲကြံသေးတယ်ဒါပေမဲ့တို့ World Cup Qualifier ရဲ့ပွဲစဉ်နှစ်ပွဲမှာဘလို့ပဲဖြစ်ဖြစ်တို့အနေနဲ့လက်ကျန်အနေထားရ Norway ကို goal difference ရှင်းနိုင်ဖို့ခတ်တယ်အောက်စုကနောက်ဆုံးပွဲနှစ်ပွဲကြံတယ် Norway ကတို့အိမ်ကွင်းမှာ Estonia နဲ့ခံရမယ်အီတလီကအိမ်ကွင်းမှာနောက်ဆုံးပွဲအဖြစ်သူတို့နော်ဝေးကိုတပွဲကံပြီးတော့အဝေးကွင်းမှာသူတို့ကမော်တူဘာနဲ့ကံရမယ်ဆိုတော့နော်ဝေးရဲ့ပွဲစဉ်ကအီတလီကိုအဝေးကွင်းမှာနောက်ဆုံးပွဲကံမယ်ဒါပေမဲ့အိမ်ကွင်းမှာအက်စတိုးနီးယားဆိုတော့အက်စတိုးနီးယားကိုအနိုင်ရတာနဲ့နော် ဝေးကဂိုဒီဖရန်ကအီတလီကိုအပြက်ဖြတ်ထားတဲ့အတွက်ကြောင့် World Qualify မှာအီတလီကိုနောက်ဆုံးဂိုးပြက်ရှုံးရင်တောင်မှသူတို့ခြေစပွဲအောင်မယ်ဆိုတော့ဖြစ်နိုင်ချေကအီတလီကတခုပဲရှိတယ်အဲ့ဒါကဘာလဲဆိုတော့နော်ဝေးကအက်စတိုးနီးယားကိုထားပါတော့2ဂိုး3ဂိုးနဲ့နိုင်တယ်ပဲထားဆိုရင်၄ဂိုးပဲထားဆိုတော့ဂိုးဒီဖရန့်30ဖြစ်သွားမယ်ဆိုတော့အီတလီကမော်ဒိုဘာကို5ဂိုးလောက်ပဲထားဂိုးဒီဖရန့်15ဆိုသူတို့နှစ်သိန်းကြားမှာ15ဂိုးပြတ်မယ်ထားပါတော့အီတလီကမော်ဒိုဘာကိုရသလောက်တွင်းလို့9ဂိုး8ဂိုးတွင်းလဲကျွန်တော်တို့တူတဲသူတို့18ဂိုးတက်မကျော်ဘူး ဆက်ရှိကိုဆိုရင်တော့မှနော်ဝေးနဲ့ဂျာမန်သူတို့79ကွာမယ်တကယ်လို့အီတလီကနော်ဝေးကိုအိမ်ကွင်းမှာ69ပြတ်နဲ့နိုင်မယ်ဆိုရင်တော့ maybe နော်ဝေးရဲ့ goal difference twin ကို30ကနေ69ဆို24ဖြစ်ပြီးတော့အီတလီက24ပြန်ဖြစ်သွားရင်နှစ်သိန်းဟတ်တူဟတ်ဆိုအီတလီကပြန်သားမယ်ဒါကဖြစ်နိုင်ခြင်းဘလို့မှမရှိဘူး99.99ကဖြစ်နိုင်ခြင်းမရှိဘူး 1%တောင်မရှိတဲ့အခြေအနေမှာ Norway ကဘယ်လိုပဲဖြစ်ဖြစ် World Cup Qualify မှာ1998ကမ္ဘာဖလားပြီးတဲ့ချိန်ပထမဆုံးချိန်နောက် Euro 2000ပြီးမှပထမဆုံးချိန် International Stage ကိုခြေစပွဲအောင်ဝင်ရမယ်။ဒါပေမဲ့ Italy ဘက်ကိုပြန်ကြည့်တော့ Back to Back World Cup 3ခုသလုံးကို Playoff ခံရတဲ့မှတ်တမ်း2018ကမ္ဘာဖလားပြိုင်ပွဲမှာသူတို့ Sweden နဲ့ Playoff ခံတယ်။ ဆွီဒင်ကိုသူတို့ရှုံးပြီးတော့ပြိုင်ပွဲကထပ်တယ်2022ကမ္ဘာဖလားပြိုင်ပွဲမှာသူတို့မြောက်မက်ဆီဒိုနီးယားကိုပထမအဆင့် semi final မှာ play off ကန်တယ်အဲ့အဆင့်မှာတင်အီတလီရှုံးပြီးတော့ final တော့မတက်ခင်ဘူးတကယ်လို့ final တက်ရင်လည်းသူက portugal နဲ့ကန်ရမှာဖြစ်တယ်ဆိုတော့အီတလီကအဲ့မှာလည်း world cup qualify မအောင်ခဲ့ဘဲနဲ့ ဒီတစ်ချိန်က Norway Estonia ကိုနိုင်လိုက်တာနဲ့သူတို့က playoff အဖြစ်ဆက်ပြီးကံရမယ်ဆိုတော့အဲ့ playoff ကံရင် November မှာ playoff တွားကံရမှာဖြစ်ပြီးတော့ Italy အတွက်က playoff မှာထပ်ပြီးတော့အမှန်တိုင်းပြောရင်တော့နောက်ထပ်ခက်ခဲတဲ့အခြေအနေတွေကျွန်တော်ထပ်ရှိအောင်ပါဆိုတော့လက်ရှိ World Cup qualify အခြေအနေရအခုနီးပြ Gattuso ကတော့ဗာပြောလဲဆိုတော့တကယ်လို့များကျွန်တော်တို့လေဝေးစင်အသင်း Italy အသင်းကဘာဖလားပြိုင်ပွဲခြေစပွဲမအောင်ခဲ့ရင် တေးကြတာတော့ကျွန်တော်ဟာအီတလီဘောလုံးလောကနဲ့ရောအီတလီနဲ့ပါဝေးရမှာတွားနေမှာဖြစ်ပြီးတော့ဒါကျွန်တော်တို့ခြေစပွဲအောင်လိမ့်မယ်လို့ယုံကြည်တယ်မအောင်ရဲ့ရင်တော့သူ့အနေနဲ့ဘောလုံးလောကနဲ့အဝေးဆုံးကိုထွက်သွားမှာဖြစ်တယ်လို့တော့မှသူကအဲ့လောက်ထိကိုပြောထားတာနောက်တစ်ဖက်ကအီတလီရဲ့အသင်းကောင်းဆောင်ဖြစ်တဲ့ဂျန်လူဂျီဒူနာရူမာကလည်းပါပြောလဲဆိုတော့ကမ္ဘာဖလားပြိုင်ပွဲမှာအီတလီမပါတဲ့နောက်ထပ်ကမ္ဘာဖလားလုံးဝအဖြစ်ခံလို့မရတော့ကြောင်းနဲ့ကျွန်တော်တို့ရဲ့လက်ရှိအနေအထားအရ နိုဝင်ဘာမှာကံမဲ့ playoff ကိုပဲအာယုဆုဆိုင်မှုအပြည့်ပြုလုပ်ရတော့မှာဖြစ်တယ်လို့ဆိုတဲ့ဒီနေရာမှာကျွန်တော်တို့ဒီထက်ပိုတိုးတက်ဖို့လိုတယ်ဒီထက်ပိုကောင်းလာဖို့ပြင်ဆင်ဖို့လိုအပ်ကြောင်းတယ်အဲ့လိုလုံနိုင်မှာပဲအီတလီဟာကမ္ဘာဖလားပြိုင်ပွဲဝင်ခွင့်ရမှာဖြစ်တယ်ဆိုတော့နောက်ထပ်2018နဲ့2020အဖြစ်ရမျိုးအဖြစ်ခံလို့မရတော့ဘူးလို့ပြောထားတယ်ဆိုတော့ အီတလီရဲ့အခု World Cup Qualifying ရဲ့ campaign မှာသူတို့က Playoff အဆင့်ကိုတွားမယ်ဆိုရင်ကျွန်တော်တို့ Playoff အဆင့်မှာကျွန်တော်တို့အုပ်စုဒုတိယရတဲ့အသင်းတွေအခုတွားမယ်အုပ်စုဒုတိယမှာဖြစ်နိုင်ခြေရှိတဲ့အထက်မှာကျွန်တော်တို့အခုလောလောဆယ်အနေထားပေါ့လေအီတလီအတွက် Playoff ဖြစ်နိုင်ခြေရှိတဲ့အခြေအနေပေါ့လေကျွန်တော်တို့အခုလောလောဆယ်မှာကမ္ဘာဖလားချေစပွဲကအခုဖြစ်နိုင်ခြေကပြအုပ်စု A မှာ Germany နဲ့ ဆလိုဗာကီးယားရှိမယ်ဂျာမနီကတော့ခု loss ေကိုမှတ်ရထားတယ်ဂျာမနီဟာသူတို့အိမ်ခွေးမှာဆလိုဗာကီးယားနဲ့ကမ်းအဲ့ပွဲဂျာမနီတော့ရှုံးလို့မရဘူးဂျာမနီမရှုံးဘူးဂျာမနီကပုံမှန်အတိုင်းလေးပဲအလုံးလုံးသွားမယ်ဆိုရင်ဂျာမနီရဲ့နောက်ဆုံးပွဲကလက်ဆင်ဘက်နဲ့ကန်ရမယ်ဆိုအဲ့လက်ဆင်ဘက်ကဂျာမနီကဘလူးပဲဖြစ်ဖြစ်နိုင်တယ်ဘလူးပဲဖြစ်ဖြစ်ဂျာမနီကဆလိုဗာကီးယားကိုတည်ကန်လို့မရဘူး ကို different အသိမကွာဘူးဒါပေမဲ့သူတို့ like စီပါတဲ့ဘက်မှာကိုမြမြသွေးမယ်ဆိုတော့ဂျာမနီကိုအောက်စုပထမပဲထားမယ်ဆိုရင်အဲ့ဘက်ကစလိုဗာကီးယားပဲတက်လာလိမ့်မယ်အောက်စုဘီမှာဖြစ်နိုင်ခြေအများဆုံးကကိုဆိုဘူဖြစ်မယ်အဲ့မှာလေကိုဆိုဘူအသိရှိမယ်အောက်စုစီမှာဖြစ်နိုင်ခြေကစကော့တလန်နဲ့ဒန်မတ်ထဲကတသင်းသင်းဖြစ်မယ်ဆိုတော့ဒန်မတ်ကသူတို့အိမ်ကွဲမှာဘယ်လာရုစ်နဲ့ကံပြီးတော့စကော့တလန်ကသူတို့အိမ်ကွဲမှာဒန်မတ်ကိုကန်ရမယ်တကယ်လို့စကော့တလန်ဟာဒန်မတ်ကိုအိမ်ကွဲမှာနိုင်လိုက်ရင်တော့ ဒန်မတ်ကချေစပွဲသွားရမယ်အဲ့လိုမဟုတ်ဘူးဆိုရင်စကော့တလန်ကပလီယိုကိုရောက်လာမယ်နောက်ပြည်သိအုပ်စုမှာတော့ပြည်သိကချေစပွဲအောင်မှာတေချာပြီးတော့ယူကရိန်းကချေစပွဲဝင်ဝင်ရမယ်အသင်းဖြစ်ပြီးတော့စပိန်အုပ်စုမှာတူတကီကချေစပွဲဝင်ဝင်ရမယ်အသင်းဖြစ်ပုံများတယ်ပေါ်တူဂီအုပ်စုမှာလည်းပေါ်တူဂီချေစပွဲအောင်ဖို့တေချာတော့ရှိပြီးတော့ဟန်ဂေရီကအခုလောလောဆယ်မှာချေစပွဲရဲ့ပလီယိုအဆင့်ကိုသွားဖို့များတယ် ူနဲ့အိုင်ယာလန်နဲ့တသင်းသင်းဖြစ်လိမ့်မယ်ပြီးတော့မှနယ်သာလန်အုပ်စုမှာတော့နယ်သာလန်အောင်ဖို့များတယ်ဒါပေမဲ့ပိုလန်ကိုတော့နယ်သာလန်ရှော့တွက်လို့မရဘူး။ဘာကြောင့်လဲဆိုတော့ပိုလန်ကွေးသူတို့သွားကန်ရမယ်။ဒါပေမဲ့ဒီနှစ်သိန်းချာဂိုဒီဖရန်အရန်กว่าတယ်သူကပိုလန်ကပလေးအော့အဆင့်ကိုပဲသွားရနိုင်တယ်။ပြီးတော့မှအော်စတြီးယားအုပ်စုမှာတော့ရူမီးနီးယားရဲ့ဘော့စနီးယားရဲ့ကအော်စတြီးယားရဲ့နောက်မှာရှိပေမဲ့ကြောက်တင်တော့အော်စတြီးယားကခြေစပွဲအောင်ပါဆိုတော့ ရူမေးနီးယားနဲ့ဘော့စနီးယားနှစ်သင်းတည်းကတသင်းသင်းပလေးအော်ရောက်လာဖို့ရှိပြီးတော့နောက်ဘယ်ဂျီယံအုပ်စုကမြောက်မက်ဆီဒိုနီးယားနဲ့ဝေးစ်ပြီးတော့မှအင်္ဂလန်အုပ်စုမှာဆာဗီးယားနဲ့အယ်ဘေးနီးယားရှိမယ်ဆိုတော့အခုနောက်ဆုံးချက်ရီပပ်ဘလစ်ကလည်းပလေးအော်မှာသူတို့မျှော်လင့်ချက်ရှိတယ်ဘာလို့ဆိုတော့ခရိရှားချစ်ဖို့အောင်မယ်ဆိုတော့ဒီ second round ပလေးအော်ရောက်သွားတဲ့အခါမှာအီတလီတို့ရဲ့အခြေအနေကဘာဖြစ်လဲဆိုတော့လုံးဝ short တော့လို့မရတဲ့အခြေအနေမျိုးရှိတယ်ဆိုတော့ nation league ကနေလည်းအီတလီက rank ကောင်းထားတယ် ဆိုတော့ nation league ကနေလည်းအီတလီက rank ကောင်းထားတဲ့အကြောင်းဘယ်လိုပဲဖြစ်ဖြစ်သူက nation league မှာလည်း rank ကောင်းတယ်ဒါပေမဲ့ world cup qualifier အခြေအနေမှာအခုကျွန်တော် loss ရဲ့အခြေအနေကခုနအောက်စုဒုတိယရတဲ့အသင်းတွေအားလုံးနဲ့အီတလီနဲ့တွေ့မယ်အီတလီပါဝင်တဲ့အောက်စုဒုတိယရတဲ့အသင်းတွေပါမယ်ဆိုတော့ကျွန်တော်တို့ကဒီဆင့်မှာဘယ်လိုပြန်ခွဲလဲဆိုတော့၄သင်း၄သင်း၄သင်း၁၆သင်းအဲ့၁၆သင်းကိုပေါ့၄ခုအောက်စု၄ခုပြန်ခွဲလိုက်မယ် ဆိုတော့ nation league ကအသင်း၄သင်းကတပွဲ euro chess ပွဲရဲ့အုပ်စုဒုတိယရတဲ့12သင်းကတပွဲအဲ့16သင်းကိုသူတို့က chess ပွဲအောင်ခွင့်အနေနဲ့စုစုပေါင်းကို၄သင်းအောင်ပါပေါ့လေ၄သင်းအောင်မှာသူတို့ကအဲ့မှာ၄သင်းနဲ့ semi final ကနေပြိုင်ပွဲတပွဲနောက်၄သင်းနဲ့ semi final ကနေပြိုင်ပွဲတပွဲ၄သင်းနဲ့ semi final ကနေပြိုင်ပွဲတပွဲနဲ့၄သင်းနဲ့ semi final ပြိုင်ပွဲတပွဲဆိုပြီးတော့၄ခုပြိုင်ပွဲ၄ခုပြန်ခွဲလိုက်တယ်ကျွန်တော် nation league ပြည်ရဲ့ပုံစံတိုင်း semi final တပွဲ CB5 နဲ့တပွဲအိုက်ကနိုင်လာတဲ့တသိန်းနဲ့အိုက်ကနိုင်လာတသိန်းနှစ်သိန်းနိုင်တဲ့အသိန်းတသိန်းဟာခြေစပွဲအောင်မယ်အဲ့ဒါကိုသူတို့က pad A pad B pad C D ဆိုပြီးတော့၄ခုပြန်ခွဲလိုက်မယ်ဆိုတော့အဲ့ဒါကသူတို့မဲနိုင်မှာဖြစ်တယ်ဒါပေမဲ့အခုလောလောဆယ်အနေထားရာကျွန်တော်တို့အခုလောလောဆယ်မှာအဲ့ဒီအသိန်းတွေမှာ nationally ရဲ့ right နဲ့ကိုကြည့်တဲ့ချိန်မှာ wasting က nationally ကနေပါလာတယ်သူတို့ခြေစပွဲမအောင်ရင်တော့မှသူတို့ nationally ရဲ့ right မှာ waste ကအခြေအနေကောင်းတယ်ဆိုတော့ waste တကြပေါ့ပါလာမယ် Czech Republic က Euro မှာအုပ်စုဒုတိယရတယ်ဆိုရင်သူ nationally ကိုသူမတွက်တော့ဘူး အဲ့ဒါဆိုရင်ရူမီးနီးယားပြန်ကြည့်မယ်ရူမီးနီးယားချမ်းရှိတယ်နောက်ဆွီဒင်ကမ္ဘာပလာချေစပွဲအောင်စရာအကြောင်းမရှိတော့ဘူးဒါပေမဲ့ तू က nation league မှာ rank ကောင်းထားတဲ့အတွက်ကြောင့် तू ကဆွီဒင်ကထက်တွက်ရအောင်မယ်မြောက်မက်ဆီဒိုနီးယားကြံသေးတယ်ဆိုတော့ chance ကတော်တော်လေးရှိတယ် nation league ရဲ့ ranking ထဲမှာအခုလောလောဆယ်မှာအီတလီရဲ့ netherland ရဲ့ denmark ရဲ့ croatia ရဲ့ scotland ဆိုတော့ကျွန်တော်ဖြစ်နိုင်ချေက nation league မှာဆွီဒင်ပြန်ပါနိုင်တယ် ချက်တို့ဘာတို့ကဟိုဘက်ကယူရိုဇုန်ရဲ့ဒုတိယနဲ့တတိယပုံမူတည်ပြီးတော့ Nation League ကပါနိုင်တဲ့ချမ်းရှိတယ်ဒီလိုပဲ Scotland နဲ့ဒီတိုင်းပဲချမ်းရှိတော့အခါဘာဖြစ်လဲဆိုတော့ Scotland ရှိမယ်ကျွန်တော်ထင်တော့ Scotland ရဲ့ Denmark နဲ့တိုးစုမှာဒုတိယရရင် Nation League ပဲရောက်ကောင်းရောက်နိုင်တယ် chance ကအကုန်ရှိတယ်ဆိုတော့ Italy ဟာတကယ်တော့နောက်ထပ် Playoff အဆင့်ရောက်သွားရင် ပွဲချက်ဖြစ်သွားနိုင်မယ့်အသေးနဲ့မှာကျွန်တော်ထင်တော့ Denmark ပါလာရင် Denmark ချက်လိမ့်မယ်ဒါအမှန်တမ်းပြောတော့ဒီမဲ့ကောင်းတယ်ဗျာ ဲ့လိုအသင်းမျိုးရှိတယ်။နောက်ဆွီဒင်ကတော့ဟူလောလောဆယ်မှာတော့တိတ်တော့မကောင်းဘူးလေ။ဆိုတော့ဒုတိယရတဲ့အသင်းထဲမှာချက်ရှိမယ်။အယ်ဘီနီးယားဆာဗီယာတဲ့ကတသင်းရှိမယ်။မြောက်မက်ဆီဒိုနီးယားသူတို့ခဏခဏဒုက္ခပေးတဲ့အသင်းဖြစ်ပြီးတော့ဒါအမှန်တမ်းပြောရင်တော့ဒုတိယရတဲ့အသင်းထဲမှာ EP ကအကောင်းဆုံးအသင်းပဲဗျာ။ Maybe တူတကီတသင်းနည်းနည်းကောင်းတယ်ဗျာ။ Vincent Montella ရဲ့အသင်း။ဒါပေမဲ့ကျွန်တော်တို့ကသူတို့က playoff ပုံစံရှင်းတယ်ဗျာ။ဒုတိယဆင့် playoff ပုံစံရှင်းတယ်။ ိုက်မှာသူတို့မဲခွဲလိုက်တဲ့အခါမှာ၄သိန်း၄သိန်းတုံးစုမှာအဓိကကတော့ဘာဖြစ်လဲဆိုတော့ပေါ1နဲ့ပေါ4ပေါ2နဲ့ပေါ3ဆိုပြီးခွဲထဲချောင်းပေါ1ကအသင်းတသင်းထွက်မယ်ပေါ2ကတသင်းပေါ3ကတသင်းပေါ4ကတသင်းအဲ့လို၄သိန်းတွက်မှာဖြစ်တဲ့ချောင်းကန်ကောင်းဖို့လေလိုအပ်သေးတယ်မနေ့ကတစ်ခေါက်20နှစ်တုန်းကအီတလီကမြောက်မက်ဆီဒိုနီးယားနဲ့အီတလီနဲ့ဟိုဘက်ကပေါ်တူဂီတို့ပါတဲ့ခက်ခဲတဲ့ draw တွေကိုကျသွားခဲ့တယ်ဆိုတော့ဒီဒီချိန်မှာတကယ်လို့ခြေစွဲတာမအောင်ခဲ့ရင်ဂက်တူဆိုကအီတလီနဲ့ရောဘလုံးလောကနဲ့အဝေးဆုံးကိုထွက်သွားမယ်လို့ပြောနေတဲ့တိုင်အောင်သူတို့အသင်းအမှန်တိုင်းပြောသူတို့အသင်းတော်တော်လေးတိုးတက်လာတယ်ဂက်တူ ူဆိုလက်တက်နောက်ဆုံး၄ပွဲမှာအီတလီဟာ16ဂိုးတိတွင်းလာခဲ့တယ်ဒါကတိုးတက်မှုဖြစ်တယ်ဒါပေမဲ့တိုးတက်ရုံနဲ့မရသေးဘူးပိုကောင်းတဲ့အသင်း၄ချိန်ချန်ပီယံအီတလီအတွက်တကယ့်ကိုဒူးတော့တိုင်းဒါတော့မှတော့ဂျာမနီကဆလိုဗက်ကီယာကိုတွားရှုံးလို့မရဘူးဂျာမနီကဆလိုဗက်ကီယာကိုရှုံးရင်ဂျာမနီလည်းအိုက်ဒေကိုရောက်လာရင်ပိုပြီးတော့ပွဲကျက်သွားနိုင်သူတချို့အသိတွေရှိသေးတာကြောင့်ဒါကတော့စိတ်ဝင်စားစရာပလေယော်နဲ့အီတလီရဲ့ chance အခြေအနေဖြစ်ပါတယ်အားလုံးကျေးဇူးပါတယ်